အမီးရတာပေါ့ဟုတ်တယ်လားဆိုတော့နောက်တစ်ခုပေါ့လေကျမရဲ့ဘဝဘယ်ရအောင်ကျွားရမယ်ဘယ်ရအောင်မကျွားရအောင်လားဆိုတော့စိတ်ထဲမှာလေကျမစိတ်ထဲမှာမရှိဘူးအဲ့ဒါအမှန်တိုင်းပြောပြတာပါတိလားကျမကဘာလို့ပဲသဘောကျလဲဆိုတော့ကျမဘဝမှာလေ ကျမ simple lifestyle ကိုပဲသဘောကျတယ်အေးအေးချမ်းချမ်းလေးနဲ့ကျမနေရတာကြိုက်တယ်အဲကျမစားချင်တာလေးစားသွားချင်တာလေးသွားကျမတို့လေဒီလိုလေးအဲအဲ့လိုဘဝမှာအဲ့လိုနေရတာကြိုက်တယ်နော်ဆိုတော့ရှိချင်းမရှိချင်းနေဆိုတာကလေလူတစ်ဖက်သားကိုပြစရာမလိုဘူးဆိုတဲ့အရာလို့ပဲကျမကလေဒီလိုလေးခံယူထားတယ်ပေါ့နော် ဟာငါဘာကြီးလို့ဆိုကျွန်မဘယ်တော့မှအဲ့လိုကြီးပြောရမှာရမ်းရှက်တဲ့ထဲမှာပါတယ်နော်ဒါကြောင့်ကျွန်မ Facebook လေးသုံးနေဆိုရင်တော့ကျွန်မ personal Facebook ဆိုကျွန်မလေး account ကို profile ကို lock ချထားတယ်ကျွန်မကျွန်မအေးအေးချမ်းချမ်းလေးနဲ့ကျွန်မ Facebook account ထဲမှာရှိရတဲ့သူတွေနဲ့ဒီလိုပဲပျော်ပျော်ဆွဆွဆဆနောက်နောက်နဲ့ကျွန်မဒီလိုလေးပဲနေတယ်ပေါ့နော်ဆိုတော့ကျွန်မဒီဘက်မှာကြတော့ဒီဘက်အပြင်ဘက် page မှာနေတာကြတော့ဘာဖြစ်လဲဆိုတော့မျက်လုံးတွေအများကြီးအစောင့်ကြည့်တာပေါ့နော်ချစ်တဲ့သူတွေလည်းရှိတယ်မုန်းတဲ့သူတွေလည်းရှိတယ်အခုချိန်ကြီးပို့တနည်းဆိုကျွန်မတွေမှာလာပြီးတော့မှရေးတဲ့ comment တွေတခုရှိတယ် အဲကျွန်မအဲ့မေဒီလာရှင်ဝတ်စုံဝတ်တဲ့အမျိုးသမီးတွေကိုကျွန်မပြောထားတဲ့အောက်မှာလေအဲ့ဒီရှိတယ်အဲသူကားတဲ့အဲသူကားတဲ့သူသူယောက်ျားတဲ့ဘာလဲအဲ့လိုပဲထုံးစံတိုင်းပေါ့နော်စစ်တက်ကပေါ့သိလားအဲအဲ့လိုပြောတယ်အဲတခိုးမာတဲ့တခိုးကရောတဲ့သိလားအဲတခိုးမာတခိုးတခိုးကရောတဲ့သူကားတဲ့တခိုးကရောတဲ့တခိုးမာတဲ့ အော်နင်းထိုင်ရင်းနဲ့လို့လူတွေလည်းလို့အကုသူကြီးလည်းကျမလည်းဒီတက်ပုံမရှင်းပြတတ်ဘူးလေနော်ဒီတက်ပုံပြီးတဲ့တော့အရေးမပါဘူးပေါ့အဲ့ဒါတွေအရေးမပါဘူးအဲ့ဒါတွေလိုက်ခံစားပြီးတော့မှအဲ့ဒါတွေကိုလိုက်ဖြေရှင်းနေရအောင်အရေးမပါသူတို့ထင်ကျင်တာသူတို့မြင်ကျင်တာသူတို့ကြားကျင်တာဆိုကြားပါစေနော်သူတို့လက်ခံကျင်တယ်လို့လက်ခံပလေးစင်အဲတခါလေးကြရင်ကျမအမြဲတမ်းပြောတယ်အာလူတွေကအဲတခါလေးကြရင်လေအစင်တန်းခွဲတယ်အစင်တန်းခွဲတယ်ဆိုတဲ့စကားအရင်တော့ကတော့ကျမမကြိုက်ဘူးအစင်တန်းခွဲတယ်ဆိုတာ ဒါပေမဲ့လူတွေအများကြီးနဲ့ဆက်ဆံတဲ့နေရာမှာပြောဆိုရတဲ့နေရာမှာအဆင့်တန်းမခွဲလို့မရတော့ဘူးသိလားအဆင့်တန်းဆိုတာခွဲရတယ်ဘာဖြစ်လို့လဲဆိုတော့လုံးဝညံရင်ညံသွေးအဆင့်မမီတဲ့သူကအဆင့်ကိုမမီတာဘယ်လိုရှင်းပြရှင်းပြဘယ်လိုပြောပြပြောပြပြောလို့ကိုမရတာ အဲ့လိုလူတွေကိုပြောလဲလေခုနကပြောတယ်လို့ပေါ့နွားပလာတာကျွေးတာမျိုးတို့နော်ဟိုရှာသားရဲ့အတောက်လိုက်ထွက်သွားမယ်ဘလို့မှနားလဲမှာမဟုတ်ဘူးနော်ဒါကြောင့်မလို့လေအစင်တန်းဆိုတာခွဲကိုခွင်းရတယ်လို့လူတွေဟာလေကိုရှိတဲ့ညံရင်ညံသွေးလောက်ပဲအကျိုးဖြစ်ထွန်းကြတာနော်ညံနေတယ်အာစင်ညာစင်ညင်ုံတရားနေကြတယ်ဆိုလို့ရှိရင်အဲ့ဓာရဲ့အကျိုးဆက်ကိုနေထိုင်ရတဲ့ဘဝတွေဟာလေအဲ့ဓာနေပဲတန်းပြီးတော့မှထင်ဟက်ကြတာပဲနော် ဒါကြောင့်မလို့လေဒီ social media ပေါ်မှာနေရတယ်ဆိုတာကကြာကျွန်တော်တို့ဒီဘက်မှာ page မှာနေရတယ်ဆိုတာလူပေါင်းများစွာရဲ့မျက်လုံးအောက်မှာလေဟုတ်တယ် sugar boo မမဟိုစားလေမျက်လုံးအောက်မှာလေဟိုနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့လေနည်းနည်းလေးနေရတာစင်ကြင်ရတယ်เนาะဆိုတော့ဒါဒါပေမဲ့အခုခေတ် social media မှာကြာတော့ဘာဖြစ်ကြတယ်လဲဆိုတဲ့ခါကြာတော့လူတွေကလေ အဲအဲ့လိုပဲအဲ့လိုပဲ TikTok တွေပေါ်လာတာတော်တော်ဆိုးတယ်เนาะကျွန်မဆိုသဘောတူကြားလို့တခါလေးကြားရင် TikTok တွေအမျိုးသမီးတွေဟာအဲသူတို့ပေါ်လင်အဲ TikTok တွေမှာ react တွေရတယ်ပေါ့အဲသူတို့ကြည့်သွားတဲ့ view တွေအများကြီးရတယ်ဆိုအာသူတို့ selfie ပေါ့ဆက်ကျွန်မစဉ်းစားတယ်သူတို့ selfie ဆိုသူတို့ပတ်စံဘလောက်ရတယ်တုံတော့ကိုကြိုက်တာလေ selfie လို့သူတို့ဘာဖြစ်လို့ဖြစ်ချင်တာလဲကျွန်မအခုချိန်ဒီကျွန်မကိုကျွန်မ selfie ပါလို့ကျွန်မမတုံတော့ဘူးသိလားကျွန်မအဲ့လိုမျိုးမနေဘူးကျွန်မအဲ့လိုမျိုးမပြောရှက်လို့ကျွန်မအဲ့လိုပြောရမှာလေเนาะဆိုတော့လေ သူတို့ကိုသူတို့လို့ဆေးလီလို့သူတို့အာဒီလိုမျိုးသူတို့ကြည့်ရဲ view တွေများဆိုအဲ့လိုပဲမထော်လုံနေတဲ့သူတွေဆိုအများကြီးတွေ့ရပေါ့နော်အဲသူတို့ကိုကြည့်လိုက်လို့ရှင်လူတွေကဘာဖြစ်လို့ငါ့ကိုကြည့်တာလဲလို့သူတို့မတွေးဘူးပေါ့နော်ဥမာငါ့ကိုဘာဖြစ်လို့ကြည့်တာလဲငဘောမာကြီးလို့ကြည့်တာလားအယူမာကြီးလို့ကြည့်တာလားဟေးစင်တန်းရှိလိုက်တာလို့ကြည့်တာလားဟေးချောင်းနေရလို့ကြာကိုကြည့်ရဆိုတာလဲအဲ့လိုရှိသေးရလေကိုကခွဲကြအောင်မယ်လေနော်ကျမဆိုအရန်ရှက်တယ်အဲ့လိုမျိုးဆိုလေဒါကြောင့်မလို့လေ ကျမအရင်တော့ကကျမ live ဒီဆဆခြင်းတော့ဆိုကျမ live လုပ်ပြီးတာနေကျမကျမ live ကိုအဆအဆုံးကျမပြန်ဖွင့်နားထောင်နေပြန်ကြည့်တယ်ငါဘယ်နေရာမှာဘာလို့လဲ ဘယ်လိုအတန်မျိုးနဲ့ငါပြောနေလဲဘယ်လိုတုံးဖြစ်နေလဲငါ့ရဲ့အတန်မှာမောက်မာမှုတွေပါနေလားငါ့ရဲ့အတန်ကလူနာထောင်ရင်ဘယ်လိုဖြစ်နေသလဲအဲငါမျက်နှာဘရောဘယ်လိုဖြစ်နေသလဲဆိုပြီးကျမလေလိုအပ်ချက်တွေကိုယ့်ကိုပြန်ကြည့်လို့ရှိရင်ညင်လာတယ်လေဒါဆိုကိုယ်ပြန်ပြန်ပြင်တာပေါ့နော်ပြင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 ်နေအခုနောက်ပိုင်းဆိုဒါတော်တော်လေးအချိုးလေးပြေလာပြီပေါ့ကျမလေနော်အရင်တော့ဆိုကျမလေဒီလိုပဲဘလိန်းနေသူတွေအရင်များတဲ့ခါကျကိုယ်ကလည်းလေ ဒီဘလိန်နာတွေကိုကာတဲ့အနေနဲ့မျက်နာပိုတည်ရဲမျက်နာပိုတင်းတယ်လေးတန်းကြီးဆိုပိုမာတယ်ဒီလိုမျိုးတွေဖြစ်သွားတာပေါ့နော်ဆိုတော့ဒါတွေဆိုရင်ဟာဒါဆိုမဖြစ်ဘူးငါငါဒီလိုဘလိန်နေသူတွေကိုကြီးပဲလုတ်ပြီးတော့မှငါကဒီလိုကြီးလုတ်ပြီး cover လုတ်ပြီးတော့မှငါဒီလိုကြီးတွေပြောနေရင်အဲမကိုကိုချစ်တဲ့သူတွေအတွက်မှအဆင်မပြေဘူးဖြစ်သွားမယ်အဲ့တော့သူကသူဘလိန်ချင်ဘလိန်ပလေးစေငါကကောင်းကောင်းမွန်မွန်ပဲငါပြုမှုနေထိုင်ပြောဆိုရမယ်ဆိုပြီးပြန်ချတာပေါ့နော်ပြန်လျှော့ရတာပေါ့လေ အဲ့လိုမျိုးအဲ့လိုမျိုးဆိုတော့ခါလီကြရင်လေဒီခစ်ကလည်းအကုန်လုံးတနိုင်ငံလုံးဆယ်လီဖြစ်နေတာနော်နိုင်ငံလုံးဆယ်လီဖြစ်နေတာဆိုတော့ဘယ်လိုလုပ်မလဲကဲသင်ပြောတာလေကုံမမာတယ်တဲ့အမားတို့ကတော့ချစ်လို့ကြည်တာပါအဲ့ဒါကြောင့်မလို့လေမမတင်းကလေကိုကိုလေး respect နဲ့တကယ်ကိုကိုကိုချစ်ချစ်ခင်ခင်နဲ့ဆိုကိုလည်းချစ်တယ်လူတွေကို ကို့မုံတဲ့သူတော်မှလည်းတင်းကအာယုံထဲမှာမထည့်ဘူးသိလားသူ့ကို့မုံလို့ထိုင်ပလိန်နေနေအောင်မှလည်းအယုံနဲ့မထည့်ဘူး။အော်သူကိုเจ้าမသိလို့ဟောဖြစ်တာလေ။ဆိုတော့ကိုကနဲ့ကိုဆိုမမတို့ရင်နေမယ်ဆိုရင်အယ်မွန်သင်းချိန်မိုးကလေးဆိုနေလို့ရတဲ့အခြေအနေမှာရှိတာပဲ။ဟုတ်တယ်နော်။နေလို့ရတယ်လေ။သင်ကအဲဖြတ်တန်းခဲ့တဲ့ဘဝတွေမှာအာစူးစားခဲ့ပြီးသွားပြီးအချိန်ကြီးအရင် အထိုက်မြောက်လည်းပြည်စုံနေခဲ့ပြီးပြီး ကိုကိုအေးအေးဆေးဆေးနေလို့လည်းရတယ်နေမယ်ဆိုရင်လေအဲနေလို့ရတဲ့ဘဝမှာလည်းရှိပါတယ်ဒါပေမဲ့လေလူတယောက်ရဲ့ ability လူတယောက်ရဲ့စွမ်းဆောင်ရည်လူတယောက်ရဲ့အရေးချင်းတွေကိုပြသနိုင်ခွင့်ရှိတဲ့အချိန်မှာပြသမှာပေါ့ဟုတ်လားလုံမှာပေါ့အလုပ်တွေပြောမှာဆိုမှာပေါ့နေမှာပေါ့ကိုယ့်ရဲ့လူတယောက်ရဲ့တန်ဖိုးအနေနဲ့အဲ့လိုသဘောမျိုးနဲ့နေတာပါဒါပေမဲ့လူတကာလာပြီးတော့မှကိုယ့်ကိုမတန်မျိုးမတန်ဆိုနေပြောဆိုပြီးဗလိန်လာလာအောင်တော့မပေါ်ဘူးပေါ့နော်ဒါကြောင့်မလို့လေ ကိုကလည်း respect နဲ့ဆက်ဆံတယ်ကိုကလည်းပေါ်ပေါ်ပဲပဲလာမလို့နဲ့မကြိုက်ဘူးကိုကိုတိုင်းနဲ့ပေါ်ပေါ်ပဲပဲမနေဘူးကိုကလည်းအဲ့လိုပေါ်ပေါ်ပဲပဲဆက်ဆံတာမျိုးဆိုမကြိုက်ဘူးဒါကြောင့်မလို့လေကိုကကိုလည်းအပြောမှန်အောင်အဲအမှန်လဲပြောနိုင်အောင်အမြဲတမ်းစူးစမ်းပြီးတော့မှနေထိုင်တယ်အဲ့လိုသူများငဘောမာကြီးတို့ဘာတို့နဲ့ထင်ခံရမှာဆိုအရရတာကေဒါလေးက96သိန်းမမတို့လက်ကောက်ကလေးက96သိန်း 59သိန်းလက်ကောက်ကလေးရလက်ကောက်ကလေးက59သိန်းလက်ကောက်ကလေးက59သိန်းနော်လက်ကောက်က59သိန်းမှာလက်ကောက်က59သိန်းမှာလက်ကောက်ကလေးက59သိန်းမှာကဲဒါလေးကဗီဗီယန်ဖြစ်နေတာဖြစ်နေနော်ကျန်းကျန်းဖြစ်တာဖြစ်မယ်ဒီနေ့သိလားငွေပေးထားရအောင်မှာပဲ तू อ่ะခြေနေရငါတို့ဝန်ဆောင်မှုကောင်းကောင်းလုပ် ဇန်းဇန်းကြည့်မယ်အကောင်းပါပြီနော်မထစ်တော့ဘူးဟွတို့တွေဘုံကတော့သူရှိမှရမယ်ဘုံကရန်ကုန်လေးစိတ်ရောက်တာနဲ့လေးမြန်ဘုံကမစင်ခင် BBN ဖျဲရှာရတယ်ဟိုဘက်ရောက်ပြီဆိုတော့ဒီကနေပါသွားတဲ့ BBN ကိုဖျဲပစ်ရတယ်အဲ့လိုအဲ့လိုဒီမှာဒီဥစ္စာလေးဒီဥစ္စာလေးကမမတို့ L VVS2 0.8 LV